အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့ speaking your grammar ပါတိုးတက်စေမယ့် english pattern တွေနဲ့မိတ်ဆက်ပေးပါမယ်ဒီလို pattern တွေကိုနေ့စဉ်နဲ့အမျှလေ့ကျင့်ထားမယ်ဆိုရင်ကိုယ့်ရဲ့ english skills က level 10ဆင့်ပြီး10ဆင့်ကိုတက်သွားမှာပါကြည့်အားဆိုရင်ကျမနဲ့အတူတူလေ့လာကြည့်အောင်ပထမဆုံး pattern လေးက the blood now which is being blood for three ပေါ့နော်သူကတခုခုလှုပ်ခြင်းခံရတဲ့ ဟာမျိုးဆိုလို့ရှင်ဒီပတ်တောင်သုံးလို့ရတယ်အဲ့တော့ကြည့်ကြည့်အောင် the book which is being written အဲ့တော့ဒီမှာဆိုရင် the book ကဒါနောက်ပေါ့နော် which is being လေးကတော့သူပတ်တံမှာပါတဲ့ဟာလေးပေါ့နောက်က written ကဒါ verb ပြောမယ်ဆိုပတ် participle ပေါ့နော်အဲ့တော့ရေးထားတဲ့စာအုပ်ဒီ the book ကရေးချင်းခံရမယ့်ကောင်ပေါ့နော်နောက်စာကြောင်းကိုကြည့်ကြည့်အောင်နောက်စာကြောင်းကတော့ the car which is being sold the car which has been sold အဲ့ဆိုဒီ sold ကဒါ factory ပေါ့နော်အဲ့တော့ရှောင်းလိုက်တဲ့ကားဆိုတော့ဒီကားကအရှိက the car က now မဟုတ်တော့အဲ့တော့ဒီကားကရှောင်းချင်းခံရမှာဖြစ်သွားတယ်နောက်ထပ်စာကြောင်းလေးက the way which is being taught အဲ့တော့နောက်က taught က factory ပေါ့နော်သူက past participle အဲ့တော့ the way ဒါနီလန်းပေါ့နော်နီလန်း now အဲ့တော့အလဲက which is being ကတော့ဒီ pattern ထဲမှာပါတယ်ဟာ အဲ့တော့တင်ပြတဲ့နီလန်းအဲ့တော့ the way ရှေ့ရနောင်းလေးပေါ့နော်ဒါကတင်ပြချင်းခံရမယ်နီလန်းလို့ပြောချင်တာအဲ့တော့အလဲမ which က things the animals တွေသုံးလို့ရရပေါ့နော်အဲ့တော့အရာဝတ္ထုတွေသုံးလို့ရမယ်တရိစ္ဆာန်တွေထည့်သုံးလို့ရမယ်အဲ့ဒါဆိုရင်နောက်ထပ်ပတန်ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတန်လေးက the blood noun subject bb 5g သူရဲ့ပတန်ကကြတော့သူကနေတော့ပေါ့နော်တစ်ခုခု လုံနေတော့ပေါ့ တွက်သုံးနဲ့ကောက်မယ်အဲ့တော့ the mobile i'm using the mobile က noun ပေါ့နော်အဲ့တော့ဒီမှာ subject က i ပေါ့ am ကကြတော့ဒါ bb ပေါ့နော် am is a was ပဲပေါ့နော်နောက်က find ကြတော့ shooting using ကသုံးနေအသုံးပြုနေပေါ့နော်အဲ့တော့ the mobile ကတော့ phone အဲ့တော့အတိအကျဘာသာပြန်လိုက်မယ်ဆိုရင်ကျွန်တော်အသုံးပြုနေတော့ phone ဒီ pattern မှာလည်းအတူတူပဲပေါ့နော်အဲလုတ်ချင်းခံနေရမယ့်အကောင်တွေကိုရှေ့မှာထားတယ် the burger i'm eating the burger the hamburger ဘောနော်အဲ့တော့ eating ကစားနေစားရဲဘောနော်အိုင်က subject i'm ကထုံးစံတိုင်းဒါ bb ဆိုတော့ i'm is a was way တွေက am ဘောနော်အဲ့တော့ i'm ဆိုတော့ am နဲ့တွဲအဲ့တော့ကျွန်တော်စားနေတော့ burger burger စားခြင်းခံရမယ်ကောင်ဘောနော်အရှိမရှိရဲ့အဲ့တော့ burger က now နောက်ထပ်စာကြောင်းလေးက the book i'm reading the book ကနောင်ပေါ့နော်စာအုပ်အဲ့တော့ reading ဖတ်နေ အလေရ I am ကကြတော့ subject နဲ့ verb ပေါ့နော်အဲ့တော့ကျွန်တော်ဖတ်နေသောစာအုပ်ဒီမှာဆိုလဲစာအုပ်ကလည်းဖတ်ချင်းခံရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူကလည်းရှေ့ဆုံးမှာရှိနေအဲ့တော့နောက်ထပ်ပတ်တန်ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတ်တန်က those who are or where blood feathery ပေါ့နော်အဲ့တော့သူရဲ့ပတ်တန်အတိတ်ဘက်ကကြတော့ခံရသူတွေလို့ပြောချင်တာတခုခုလှုပ်ချင်းခံရသူတွေပေါ့နော်တခုခုဒါမှမဟုတ်သတ်မှတ်ချင်းခံရတဲ့သူတွေကိုပြောချင်တာ ဘာကြောင့်လဲဆိုရင်သူကအလဲမှာဟူးပါတဲ့အတွက်ကြောင့်မလို့လူတွေပဲရှင်ညွန်းနေပေါ့နော်အဲ့တော့ကြည့်ကြအောင် those who were insulted those ကသူတွေကိုရှင်ညွန်းချင်တာပေါ့နော်အနောက်က insulted ကကြတာဆော့ကဆော့ကားတာပေါ့နော်အဲ့တော့သူကဒီမှာ where သုံးထားရဲဆိုတော့ဒါက past tense ပေါ့နော်အဲ့တော့ those who were insulted ဆော့ကားခံရတဲ့သူတွေနောက်တစ်စာကြောင်းကြော် those who are expected to come here those who are အဲ့ဒီလူတွေကဘောနော် expected မျောလင့်ထားခံရတဲ့သူတွေဘာလဲဆိုရင် to come here ဒီလာမယ်လို့မျောလင့်ထားတဲ့သူတွေပေါ့နော်ဒီမှာကျတော့ तू ကအာအာသွဲသုံးထားတယ်ပေါ့နော်ဆိုတော့ the past တမဟုတ်ဘူး or နောက်ထပ်စာကြောင်းကျတော့ those who are hated in that society those who are အဲ့ဒီလူတွေက hated အမုန်းခံရတဲ့သူတွေဘာမှလဲဆိုရင် in the society လူမှုပအဝင်ခြင်းမှာအမုန်းခံရတဲ့သူတွေအဲ့တော့ဒီပတ်တန်လေးကကြတော့တခုခုလှုပ်ခြင်းခံရတဲ့သူတွေဆိုလို့ရှိရင်ဒီပတ်တန်သုံးလို့ရရပေါ့နော်အဲ့တော့နောက်ထပ်ပတ်တန်ဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတ်တန်ကကြတော့ about blood feathery blood noun ပေါ့နော်အဲ့တော့သူကကြတော့ about ဆိုတဲ့အတိုင်းတခုခုရဲ့အကြောင်းအရာကိုပြောချင်တာမျိုးဆိုရင်ဒီလိုပတ်တန်နဲ့တွဲပြီးတော့သုံးလို့ရတယ်အဲ့တော့ about the developed country အဲ့တော့ the developed ဖွင့်ပြိုးနေအဲ့တော့ country နိုင်ငံပေါ့နော်အဲ့တော့ဆက်လိုက်မယ်ဆိုရင် the developed country ရဲ့အရှိအ about နဲ့ပြန်ဆက်လိုက်တော့ဖွင့်ပြိုးတဲ့နိုင်ငံအကြောင်းအဲ့တော့ about ရဲ့အဓိပ္ပာယ်ကတခုခုရဲ့အကြောင်းကိုပြောချင်တာအဲ့တော့ about the neglected parents အဲ့တော့ the neglected parents neglected ကဒါပြစ်ပယ်ထားပါဘောနော်အဲ့တော့ parents ကမိဘတွေအဲ့တော့ about နဲ့ပြန်တွဲလိုက်မယ်ဆိုရင်ပြစ်ထားခံရတဲ့မိဘတွေအကြောင်းပေါ့ about the deprived people အဲ့တော့ deprived ကဆင်းရဲနံပါတဲ့လူတွေပေါ့နော် people အဲ့တော့ about နဲ့ပြန်တွဲမယ်ဆိုရင်ဆင်းရဲနံပါတဲ့လူတွေအကြောင်းပေါ့နော်ဒီပတ်တန်လေးလည်းလွှဲပါတယ်အဲ့ဆိုနောက်ထပ်ပတ်တန်ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတ်တန်ကကြတော့ from blood find ပေါ့နော်သူကကြတော့တစ်ခုခုလှုပ်ခြင်းမလို့ပြောချင်တာအရှိမတစ်ခုခုပေါ့ရှိရပေါ့နော် this something subject down ကိုတစ်ခုခုရှိနေမှာပေါ့နော်အဲ့တော့ကြည့်ကြ from doing it အဲ့ဒါလှုပ်ချင်းလုပ်နေချင်းမှာပေါ့နော် it ကကြတော့ဒီမှာသူကဟိုကမရှိဘူးပေါ့နော်တကူကိုပဲရှိညွှန်းတာပေါ့တော့ from doing it အဲ့ဒါလုပ်နေချင်းမှာ from giving it အဲ့ဒါကိုပေးနေချင်းမှာ given ပေးတယ်ပေါ့ပေးတာပေါ့နော်အဲ့တော့ from writing the letter writing စာရေးနေမယ် the letter စာစာပေါ့နော်အဲ့တော့ writing ကရှိနေမယ် the letter ကတော့စာပေါ့နော်အဲ့တော့ from နဲ့တွဲလိုက်တော့စာရေးနေချင်းမှာ ဒီပတ်တန်းမှာကျတော့အကုန်လုံး valve တွေက VNG သုံးထားရပါတော့။ဒါလေးကတော့အတိအမှတ်ပြရမယ်ပေါ့နော်။အဲ့တော့နောက်ထပ်ပတ်တန်းကိုဆက်ပြီးတော့လဲရ။နောက်ထပ်ပတ်တန်းကကျတော့ most of the now now ကိုမှ plural ပေါ့နော်။ blood VNG ဒီ plural ဆိုတာအများကြီးကိုပြောချင်တာ။အနောက်မှာတော့ VNG လာမယ် most of the most of the အတိအပယ်ကအများစုအတွက်လို့ပြောချင်တာ။ဒီမှာကျတော့သောင်းနဲ့လေကောက်လို့ရတယ်လို့ Most of the teachers teaching English. Most of the teachers. teaching English. English Most of the mothers carrying the children. Or most of the mothers. အဲမိခင်အများစုအတွက်ပေါ့နော်အဲ့တော့ by caring the children အဲ့တော့တာသမီတွေကိုစောင့်ရှောက်နေရဲ့မိခင်အများစုအတွက် most of the students learn in english အော် learn in english ကအင်္ဂလိပ်စာလေ့လာနေကြတဲ့သူတွေပေါ့နော်အရှိက most of the students နဲ့ပြန်တွဲလိုက်တော့အဲ့တော့အင်္ဂလိပ်စာလေ့လာနေကြတော့သူအများစုအတွက်ပေါ့နော်အဲ့ဒီမှာဆိုရင်စာကြောင်းတွေကိုဘာသာပြန်မယ်ဆိုရင်အနောက်ကနေစပြီးတော့ဘာသာပြန်ရတယ်ပေါ့နော်အဲ့ဒီပတန်လေးလည်းလွယ်မယ်လို့ထင်ပါတယ်အဲ့ဒါဆိုနောက်ထပ်ပတန်ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတန်ကကျတော့ behind plus noun of blood noun ဘောနော်သူကကြတော့တခုခုဤနောက်ွယ်မှာလို့ပြောချင်တာအလဲမှာ noun နေပါတယ်ဘောနော်အဲ့တော့ကြည့်ကြအောင် behind the development of this society behind the နောက်ွယ်မှာဘောနော်အဲ့တော့ဘာရဲ့နောက်ွယ်မှာလဲကြည့်ကြအောင် the development of ဖွံ့ဖြိုးတိုးတက်မှုရဲ့ဘယ်ဟာရဲ့ဖွံ့ဖြိုးတိုးတက်မှုလဲဆိုတော့ of this society ဒီလူအတိုင်းဝင်းအတိုင်းဝင်းရဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ွယ်မှာ လို့ပြောချင်တာ development ကဒီမှာ now now ကအ society ကလည်းဒါ now ပဲပေါ့နော် behind the rich people of this country behind the rich people အဲ့တော့ချမ်းသာနေတဲ့သူတွေရဲ့နောက်ွယ်မှာဘယ်မှာလဲဆိုရင် of this country ဒီနိုင်ငံကပေါ့နော်အဲ့တော့ဒီနိုင်ငံကချမ်းသာတဲ့သူတွေရဲ့နောက်ွယ်မှာအဲ့တော့ဒီပတ်တန်ရဲ့အတိတ်ဘယ်ကတခုခုရဲ့နောက်ွယ်မှာလို့ပြောချင်တယ်ဆိုရင်ဒီပတ်တန်လေးကိုသုံးလို့ရတယ် အနောက်တပ်ပတ်တန်ကိုဆက်ပြောသွားလိုက်ရနောက်တပ်ပတ်တန်က the more active bluff the more active တို့ရဲ့အတိတ်ဘက်ကကြတော့ဥပမာဆိုရင်ပေါ့နော်တခုခုဖြစ်လေလေတခုခုဖြစ်လေလေပဲအရှိမအဲ subject တွေရှိမယ်ပေါ့နော်အဲ့တော့ကြည့်ကြအောင် the more clever the more bad အဲ့တော့ clever က active အနောက်မှာကလည်းအနောက်က bad bad ကလည်း active ပဲအဲ့တော့အရှိက the more the more တွေထည့်ထားတယ်အဲ့တော့ ဘာသာပြန်လိုက်မယ်ဆိုရင်တော်လီလီဆိုးလီလီပဲလို့ပြောချင်တာ The more honest the more poor the more honest အဲ့တော့ရှူသားလီလီ the more poor ဆင်းရဲလီလီပဲ The more rich the more mixer the more rich ချမ်းသာလီလီ the more mixer နှမျောလီလီပဲလီလီပဲပေါ့နော်တခုခုအရှိမတခုခုရှိမယ်အဲ့ဒီစာကြောင်းရဲ့ဒီနောက်မှာလည်းတခုခုရှိမယ် ဒီလိုမျိုးပြောချင်တယ်ဆိုရင်ဒီပတ္တန်လေးကိုသုံးလို့ရတယ်အဲ့တော့နောက်ထပ်ပတ္တန်ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတ္တန်ကကျတော့ about blood noun of blood noun ပေါ့နော်ဒီပတ္တန်လေးကလည်းဂုဏကပြောထားတဲ့ဒီ about blood feathery blood noun နဲ့ဆင်နေပေါ့နော်သူကကျတော့ feathery part participate ဖြစ်သွားတယ်သူကကျတော့အလဲက noun ထည့်လိုက်တယ်ပေါ့နော်ဒီပတ်တန်လေးကလည်းအတူတူပဲတခုခုကြီးအကြောင်းလို့ပြောချင်တာပေါ့နော်အဲ့တော့ကြည့်ကြအောင် about the students of our class about the students အော်တောင်းသားတွေအကြောင်းဘယ်ရလဲဆိုရင် of our class ငါတို့အတန်းကအကြောင်းသားတွေအကြောင်း about the teachers of our school about the teachers အော်ဆရာဆရာမတွေအကြောင်းမို့လို့ဘယ်ရလဲဆိုရင် of our school ကျွန်တော်တို့ကျောင်းကဆရာဆရာမတွေအကြောင်း about the leaders of our country about the leaders ကောင်းဆောင်တွေအကြောင်းဘယ်ရလဲဆိုရင် of our country ကျွန်တော်တို့နိုင်ငံကခေါင်းဆောင်နေအကြောင်းဒီပတ်တန်လေးလည်းလွယ်ပါတယ်အဲ့တော့နောက်ထပ်ပတ်တန်ကိုဆက်ပြီးတော့လိုက်ရအောင်နောက်ထပ်ပတ်တန်ကကြတော့သူက about the blood noun blood vine you from အဲ့ဒီပတ်တန်ကကြတော့ဘယ်ကနေလာတဲ့ဒီတဏှာကနေဖြစ်မယ်ပေါ့တဏှာရာတစ်ခုခုခါနေလာမဲ့သူတွေအကြောင်းကိုပြောချင်တာဆိုရင်ဒီပတ်တန်ကိုသုံးလို့ရတယ်ဒီပတ်တန်ကကြတော့အနောက်မှာ vine ကြီးလိုက်တယ်ပေါ့နော် အလဲမှာကြတော့နောင်းနေပေါ့အဲ့တော့ကြည့်ကြည့်အောင်အဲ့တော့ကြည့်ကြည့်အောင် about the people coming from foreign country coming from foreign country coming လာတယ်ပေါ့နော်ဘယ်ကနေလဲဆိုရင် from foreign country နိုင်ငံခြားကလာတယ်အရှိက about the people နဲ့ပြန်တွဲလိုက်မယ်ဆိုရင် people ကလူတွေကိုအဲ့တော့နိုင်ငံခြားကလာတဲ့လူတွေအကြောင်းဒီမှာဆိုရင် people ကနောင်းပေါ့နော် or not as a young not as a about the money coming from business or coming from business coming from yeah or larry bon or bear lesson business or see why or see why you got jarry bon or about the money muri a about the students coming from village coming from village or shuaga larry ဘာတွေလဲဆိုရင် about the students ကျောင်းသားကျောင်းသူတွေရဲ့အကြောင်းအဲ့တော့ရွာကလာတဲ့ကျောင်းသားကျောင်းသူများရဲ့အကြောင်းဒီပတန်လေးကြီးလည်းလွှဲပါတယ်အဲ့တော့နောက်ထပ်ပတန်ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတန်ကကြတော့ subject ဒီ BB ပေါ့နော် no other than blood now သူရဲ့အဓိပ္ပာယ်ကကြတော့တခုခုဒါမှမဟုတ်တစုံတရာချက်မပူဘူးလို့ပြောချင်တာအဲ့တော့ကြည့်ကြည့်အောင် she is no other than my teacher she is ။ "तू မကပေါ့နော်ဒါမှမဟုတ် तू မဒီပေါ့ she ကဒီမှာ subject b b ကဒီမှာ is ပေါ့နော် b b က a miss are was ပဲပေါ့နော်။အဲ့တော့ဒီမှာတော့ past tense သုံးတာတော့ is ပဲပေါ့နော်။အဲ့တော့ she is तू မက no other than မပိုးဘူး။ဘာထက် than ကကြတော့ထပ်ပေါ့နော်။အဲ့တော့ तू မကမပိုးဘူးပေါ့နော်။ဘာအတွက်လဲဆိုရင် my teacher ငါအတွက်ဆရာမတယောက်ထက်မပိုးဘူး။ He is no other than my friend. he is သူက no other than my friend friend ကတငယ်ချင်းပေါ့နော်အဲ့တော့ငါအတူကတငယ်ချင်းတယောက်ထပ်မပေါ်ဘူး you are no other than a driver you are မင်းက no other than ထပ်မပေါ်ဘူးဘယ်ဟာထပ်မပေါ်ရလဲဆိုရင် a driver အဲ့တော့ကားမောင်းသူတယောက်ထပ်မင်းကမပေါ်ဘူးလို့ပြောချင်တာနောက်ထပ်ပတ်တမ်းကကြတော့ unless subject verb သူရဲ့အတိတ်ဘက်ကကြောင့်မတခုခုပေါ့နော်ဘဲနေတော်လို့ပြောချင်တာဘယ်လိုမျိုးလဲဆိုတာကြည့်ကြအောင် unless you say anything anything ကဘာမှမဟုတ်ဘူးနော်အဲ့တော့ say ကပြောတယ်အဲ့တော့ say anything ဆိုဘာမှမပြောတာအဲ့တော့ unless you ဆိုတော့မင်းဘာမှမပြောဘဲနေတော်လို့ပြောချင်တာ unless you know no ကတည်အဲ့တော့ရှိရ you ပေါ့နော် you are the subject အဲ့တော့ unless you know မင်းမသိဘဲနေတော့ unless you have it have it ကကြတော့ရှိရပါတော့ရှိရ unless နဲ့ပေါင်းလိုက်တော့မင်းမှာအဲ့ဒါမရှိဘဲနဲ့တော့လို့ဖြစ်သွားတယ် unless you like it အဲ့တော့ like it ကကြတော့ကြိုက်တာပေါ့နော်အဲ့တော့ unless နဲ့ပေါင်းလိုက်တော့မင်းမကြိုက်ဘဲနဲ့တော့ဖြစ်သွားတယ်ဒီပတ်တန်นี่အားလုံးလွယ်ကူရွေးရှင်းပါတယ်မှတ်မိမယ်လို့လည်းမျှော်လင့်ပါတယ်ပေါ့နော်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။နောက်ရက်ဒီမှာလည်း English ဘာသာစကားနဲ့ပတ်သက်ပြီး နေ့စဉ်သင်ကြားပြသပေးမှာဖြစ်လို့စိတ်ဝင်စားရဆိုရင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်